မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့မှာကျပ်ဖို့ပါတီဝင်ဝင်းမြိုင်ရဲ့ဇနီးဟန်စုရင်ဟာတော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့အတွက်တွားရောက်ပြစ်ခတ်တိုက်ခိုက်ရာပေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဖေဖော်ဝါရီလ9ရက်နေ့မနက်9:00နာရီကအချိန်မှာဆလင်းမြို့မှာအနောက်ဈေးမှာစံရောင်းရင်းနဲ့တော်လိုင်းတပ်ဖွဲ့များရဲ့တရင်များကိုလိုက်လံစုံစမ်းနေတဲ့ကျပ်ဖို့ပါတီဝင်ဝင်းမြန်ရဲ့မယားဖြစ်သူဟန်စုရင်ကို Brother Aben Gorilla အဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ဟန်စုရင်ဟာတော်လိုင်းတပ်ဖွဲ့များရဲ့တရင်များကိုလိုက်လံစုံစမ်းနေသူဖြစ်တဲ့အပြင်စစ်မှုထမ်းလူငယ်များရဲ့ဆေးရဲများကိုပြုစုပြီးတော့စစ်တပ်ထံကိုပေးဖို့ပါဝင်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ ်သူက14မြို့မြို့မအနောက်ဈေးနရပတိစီသူလမ်းမှာအဆောက်အကျအများစွာနဲ့ဈေးရောက်နေတဲ့သူပါ14မြို့နဲ့ကြောက်ဖို့ပါတီဝင်အမတ်ကိုဝင်းမြန်ရဲ့မိန်းမပါသူကတော်လိုင်းရဲဘော်တွေရဲ့သတင်းတွေကိုလိုက်လံစုံစမ်းနေတာတွေအပြင်ပြည်သူတွေကိုလည်းချင်းချောက်တာတွေလူငယ်တွေကိုပေါ်တာဆွဲတာတွေကိုလှုပ်ဆောင်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရတာပါလို့ Brother Aben Gorilla အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အလားတူပဲဘကိုးတိုင်းတောင်ငုံမြို့နယ်စပယ်ကျွဲရွာမှာစစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့သူတအူး ြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားကြောင်းဒေသခံပြည်သူများကပြန်လည်ပြောပြထားပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့မှာတောင်ကုန်မြို့နယ်စပဲကျွဲရွာမှာနေထိုင်တဲ့စစ်တပ်အထွတ်အလုပ်လုပ်ပေးနေတဲ့သူကိုတနက်သမားများကပြစ်ခတ်တိုက်ခတ်ရာပွဲချင်းမိတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တောင်ကုန်မြို့စပဲကျွဲချေးရွာကစစ်တပ်သတင်းပေးလုံနေတဲ့ဒလန်တအူးပြစ်ခတ်ခံရပြီးတော့တေပြီလို့သိရတယ်။10ရက်နေ့မနက်ပိုင်းကပြစ်ခတ်ခံရတာလို့သိရတယ်။ရွာထဲမှာစစ်ခွေးတွေတက်ဆွဲထားတော့နောက်ဆက်တွဲဖြစ်စဉ်သတင်းအတိအကျတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်တထောင်ကျော်ကိုကျူးကျော်ဆိုပြီးတော့တိုင်းဝင်ကြီးချုပ်တင့်လွယ်ဦးဆောင်တဲ့အဖွဲ့ကဖယ်ရှားသိမ်းဆီးပြီးအဲ့ဒီမြေများကိုနန်းစီဒီအန်ဝန်ထမ်းများကိုခြားထားပေးခြင်းအကွက်ရိုက်ပြီးတော့တိုင်းရာကနန်းကနေထောင်ကနန်းအထိဈေးနှုန်းများနဲ့ပြန်လည်ရောင်းစားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးမြို့နယ်တဆက်တည်းဖြစ်တဲ့မြင်းငင်းကျေးရွာရဲ့အနောက်ဘက်မှာရှိတဲ့မြေနေရာများမြင်းငင်းကျေးရွာရဲ့အရှိတ် တိုင်းရင်းစေးရုံလမ်းမှာရှိတဲ့မြေနေရာများနဲ့မကွေးမြို့သူခိတာလမ်းမကြီးတလျှောက်နဲ့တဆက်တည်းရှိတဲ့ချောင်းမြူရွာစိုက်ကွက်များကိုအစိုးရပိုင်မြေပြင်ဆိုပြီးတော့ပိန်းစီပြီး ဝင်းကြီးချုပ်တင့်ဆွေအပါအဝင်ထာနာဆိုင်ရာလူကြီးမင်းများကစနစ်တကျအကွက်ဖော်ပြီးတော့အထူးအင်အားဆိုပြီးပြန်လဲရောင်းစားနေကြတယ်လို့သိရပါတယ်။အဲ့ဒီမြေနေရာများမှာရှိတဲ့ပြည်သူပိုင်းနေအိမ်တထောင်ကျော်ကိုအစိုးရပိုင်းနေမြေဆိုပြီးတော့ပိုင်ရှင်များကိုကျူးကျော်ဆိုပြီးလက်မှတ်ရေးထိုးပြီးတော့နှင်ထုတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမြေနေရာများကိုခရိုင်အုပ်ချုပ်ရေးမှုမောင်ထူးမကွေးခရိုင်စီပင်မြေစရင်နဲ့ထွေးဥဝန်ထမ်းများကပွဲစားလုပ်ပြီးတော့မြေနေရာအကွက်များကို ထောက်ချီရိုက်ထုတ်ပြီးတကွက်ကိုတိန်းရာခနန်းကနေစပြီးတော့တိန်းတထောင်အထိဈေးခေါ်ပြီးတော့ပြန်လဲရောင်းချနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာသူခိတာလမ်းမကြီးတလျှောက်မှာရှိတဲ့အင်ဂျင်90ဝန်းကျင်နဲ့တဆက်တည်းနီးစပ်တဲ့ချောင်းဖြူရွာမှာရှိတဲ့စိုက်ပျိုးမြေ10ဧကကိုဖျက်ဆီးနေပြီးတော့မြေဆုံးရှုံးသူများထဲမှာနန်းစီဒီယံဝန်ထမ်းများပါဝင်ပါကမြေအစားပြန်ပေးပြီးကျန်တဲ့သူတွေကိုတော့ အစားပြန်မပေးဘူးလို့ပြောပါတယ်ဒါအပြင်အဲ့ဒီမြေနေရာများကိုမကွေးခရိုင်နဲ့မြို့နယ်ထွေးအုပ်ဝန်ထမ်းများစီမံဝန်ထမ်းများနဲ့မြေစရင်းဌာနကတပ်ဆိုင်ရာကွေးများကိုကင်ထားတဲ့ဝန်ထမ်းများကိုလည်းမြေကွက်များချထားပေးမှဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမြေနေရာတွေမှာတိုင်းဝင်ကြီးချုပ်အပါအဝင်ဌာနဆိုင်ရာလူကြီးမင်းတွေကစနစ်တကျအကွက်လတ်လတ်လေးတွေဖော်ဆောင်ထားတဲ့အထူးအင်အားတွေလည်းပပတယ်အခုမြေနေရာတွေကိုရှယ်ယူထားပြီးတော့အုတ်တဲ့တိုင်းတွေခတ်ထားကြပါတယ် အခုချက်ချင်းနောက်ဆုံးသိမ်းထားတာကမကွေးမြို့တုခိတာလမ်းမကြီးတစ်လျှောက်ကတဆက်တည်းချောင်းဖြူရစိုက်ကွက်တွေနေရာတွေမှာပြည်သူတွေကပြောရင်လေအဲ့ဒါအစိုးရပိုင်နယ်မြေတဲ့ပိုင်ရှင်တွေကိုကျူးကျော်ဆိုပြီးတော့လက်မှတ်ထိုးခိုင်းပြီးနှင်ထုတ်ပြီးရင်အကွက်တွေကိုရိုက်ပြီးတော့ရောင်းစားနေကြတာအကွက်တွေကိုထောင်ချီရိုက်ပြီးတော့အခုဆိုရင်တကွက်ကိုတိမ့်တထောင်နဲ့အထက်ရှိသွားပါပြီဝဲတဲ့သူတွေကလည်းဝင်နေကြတာပဲမြို့ပေါ်မှာအကွက်အစ်စ်ဖော်ဆောင်ထားတဲ့နေရာက၄ခုရှိပါတယ်မြို့ပြင်မှာ၂နေရာရှိတယ်အားလုံးပေါင်းရင်တော့၆နေရာမှာအဲ့ဒီလိုမြေကွက်ပေါ်ပြီးတော့ရောင်းစားနေကြတယ် သူတို့ဖြတ်သွားတဲ့အင်ဂျီအရေတွက်ကထောင်ထဲချီပြီးတော့ရှိတယ်။တင်းထားတဲ့မြေအေကတရားနဲ့အထက်ရှိပါတယ်။အခုတော့အင်ချာမြေပွဲစားတွေလက်ညှိုးထိုးသမျှအကုန်လုံးလိုက်သိမ်းနေတာပါလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။မကွေးတိုင်းစစ်ကောင်စီကနေအိမ်များကိုဖြတ်သိမ်းအရေးယူနေမှုကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ပြည်သူတွေထောင်ထဲချီပြီးတော့ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL တောင်းတက်ကတိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့ကိုအကြမ်းဖက်စစ်ကောင်စီကဒီကနေ့မနက်အစောပိုင်းလေရင်နဲ့ဘုံအလုံးကြီး30နီးပါးကျဲချခဲ့ရာပြည်သူ၃ဦးထက်မနည်းတိုက်ဆုံပြီးတော့အယောက်20နီးပါးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မနက်3ည3ည9နာရီ10မိနစ်ကနေ3ည3ည9နာရီ38မိနစ်အချိန်ထိမိုးကုံမြို့အနောက်ပိုင်းဝင်းထီရန်လောက်ကွက်ကို112လေးရဲနဲ့ခွနာကျင်းထက်မနေ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်စုစုပေါင်းဘုံအလုံးကြီး28လုံးကျဲချခဲ့တယ်လို့သိရပါတယ်အဲ့ဒီဘုံကျဲချမှုကြောင့် ပြည်သူ၃ဦးအသက်ဆုံးရှုံးပြီးတော့နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ TNN ရဲ့သတင်းထုတ်ပြန်ချက်မှာလည်းဒီကနေ့မနေ့တနားရီအချိန်မှာမိုးကုံမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအသေးစိတ်ကိုတော့ထပ်မံပြီးတော့သတင်းဖော်ပြမယ်လို့ထုတ်ပြန်ထားကြောင်းသိရပါတယ်။ဇန်နဝါရီလ၈ရက်နေ့ကလည်းမန္တလေးတိုင်းမိုးကုံမြို့ကိုလည်းအကြမ်းဖက်စစ်တပ်က112နေရင်နဲ့ဘုံသီးအလုံးကြီး20လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုမှာစစ်တပ်ကမိုးကုံမြို့ခေါက်ကွင်းကိုဘုံ14လုံးနဲ့ မစိုးရင်ကြောင်းတိုက်ကိုဘုံငါလုံးလိုက်ရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့နေအိမ်ငါလုံးဖုန်ကြီးကြောင်းနဲ့မော်တော်ယာဉ်တစ်စီးတို့ထိမှန်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့စစ်မှုထမ်းဤဥပဒေအရစစ်မှုထမ်းရမယ့်အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းအလုတ္တမလူငယ်များကိုစစ်မှုထမ်းနေတဲ့အချိန်မှာအလုတ်ရှင်များကဆက်လက်ပြီးတော့လစာပေးထားရန်ပတ်မှတ်ထားမှုဟာလိုက်နာရန်ခက်ခဲနေပြီးတော့လူငယ်များကိုဆက်လက်ပြီးတော့အလုတ်ခန့်ထားရန်မဖြစ်နိုင်တော့ဘူးလို့ လိုင်းသားရတဲ့ရွှေပြည်သားအပါဝင်စက်မှုဆောင်တချို့ကအလို့ရှင်တချို့ကပြောကြလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ23ရက်နေ့မှာစစ်ကောင်စီကပြဋ္ဌာန်းလိုက်တဲ့ပြည်သူ့စစ်မှုထမ်းနေဦးပရေပုံမှန်44မှာအလို့သမားတအူးဟာပြည်သူ့စစ်မှုထမ်းအဖြစ်နဲ့တာဝန်ထမ်းဆောင်နေရတဲ့အခါမှာအဲ့ဒီအလို့သမားရဲ့အလို့ရှင်ဟာအလို့သမားအထွတ်အခကျင်းငွေကို သက်ဆိုင်ရာ ဝင်ကြီးဌာနကပတ်မှတ်ပြဋ္ဌာန်းထားတဲ့ဥပဒေနေဥပဒေများအမိန့်ကြေညာစာများအမိန့်ညွှန်ကြားချက်လုံထုံးလုံနည်းများနဲ့အညီစောင့်ရွက်ပေးရမှာဖြစ်တယ်လို့ပြဋ္ဌာန်းထားကြောင်းသိရပါဗျ။နေဥပဒေမှာအလုံသမားကစစ်မှုထမ်းရမယ်အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းရှိရင်စစ်မှုထမ်းအလှည့်ကျလာရင်ကျွန်တော်တို့ဘက်ကလစာကိုဆက်ပေးထားရမယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့အလုံသမားညွှန်ကြားရေးဦးစီးဌာနကိုမေးကြည့်တော့လေလစာတော့ဆက်ပေးထားရမယ်ဘလို့ပေးရမလဲဆိုတာသူတို့စစ်မှုထမ်းစင့်ခေါ်ရေးဗဟုအဖွဲ့ကပတ်မှတ်ပေးမယ်လို့ပြောတယ်။ အလုံးမလုံးတော့တဲ့သူ့ကိုကျွန်တော်တို့ကစစ်မှုထမ်းကာလတစ်လျှောက်လုံးလစာဆက်ပေးထားရမယ်ဆိုတော့လက်ရှိလုပ်ငန်းတွေကမကောင်းတာနဲ့မဖြစ်နိုင်ပါဘူးအဲ့ဒီတော့စစ်မှုထမ်းအသက်အရွယ်အတွင်းရှိနေတဲ့လူငယ်တွေကိုအလုံးကနေ၃လနှစ်နာချီပေးပြီးတော့နားခိုင်းလိုက်မယ်လို့ဆုံးဖြတ်ထားပါတယ်လို့လိုင်တာယာစစ်မှုဆောင်အခြေဆိုင် ကုံထုတ်ဆက်ယုံပိုင်ရှင်ကပြောပြထားပါတယ်။ဒါအပြင်စစ်မှုထမ်းနေတဲ့အလုတမားကိုလာစားပေးနေရမယ့်အပြင်စစ်မှုထမ်းချိန်ပြီးမြောက်ပါကလည်းအဲ့ဒီအလုတမားကမူလအလုရှင်ထမ်းကိုတရင်ပို့တဲ့အခါမှာအဲ့ဒီအလုတမားကိုမူလအလုကန်ဖြစ်စေအလားတူအလုကန်ဖြစ်စေပြန်လည်ပြီးတော့ခံထားရမှာဖြစ်ကြောင်းပြည်သူစစ်မှုထမ်းနေဦးတွေပုံမှန်45မှာပြဋ္ဌာန်းထားပါတယ်။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်အလုတမားရှာပါခြင်းများမကြာခဏဖြစ်ပေါ်နေတဲ့အပြင်လုပ်ငန်းများဟာလည်းတွက်ချေမကိုက် ဖြစ်နေတယ်လို့ပြောပြထားပါတယ်။စစ်မှုထမ်းဥပဒေနဲ့ အလုတ်သမားများကိုစစ်မှုထမ်းအဖြစ်နဲ့ခေါ်ယူမှုများများပြားလာပါကစက်ယုံကိုပိတ်ရန်မှတပါအခြားမရှိကြောင်းတန်ရေးကျိုးစက်ယုံလုပ်ငန်းပိုင်ရှင်တဦးကလည်းရင်းဖွင့်ပြောပြထားပါတယ်အားလုံးသိတဲ့အတိုင်းအခုချိန်မှာစက်ယုံတွေအားလုံးကလျှက်စင်ပြီးမရကြဘူးအခွန်တွေကိုလည်းမတရားကောက်ခံနေတယ်စီးပွားရေးကလဲပတ်လို့ကိုမရဘူးကိုယ်ဝန်ထမ်းလေးတွေကိုစာနာနေလို့သာမဖြစ်ဖြစ်တဲ့နီးနဲ့စက်ယုံကိုလဲပတ်နေရတာပါအ တကယ်ကအမျက်ဆုံးဆိုတာရှိကုန်မရှိဘူးဖြစ်နေတဲ့အချိန်စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်အတိုင်းလိုက်နာဖို့ကတော့ခက်ခဲပါတယ်ကျွန်တော်တို့စက်ရုံအလုပ်ကတိုင်ရီကြိုတဲ့အလုပ်ကိုလုပ်တာဖြစ်ပါတယ်အရွယ်ကောင်းအမျိုးသားတွေကိုအဓိကခန့်ပြီးတော့လုပ်ရတာပါအားလုံးကလည်းအသက်16နှစ်ကနေအသက်35နှစ်အတွင်းနေကြီးပဲအသက်အကြီးဆုံးဆိုမှမန်နေဂျာကအသက်43နှစ်ပဲရှိပါတယ် မီးဥပဒေအတိုင်းဆိုရင်တော့စက်ရုံကိုပိတ်လိုက်တာကလွဲပြီးတခြားရွေးချယ်စရာမရှိဘူးကျွန်တော်တို့လည်းဒီ2025တနှစ်တော့တောက်ခံကြည့်ပြီးရင်လုပ်ငန်းကိုနားဖို့ရှိပါတယ်လို့တန်ရီကျိုးစက်ရုံလုပ်ငန်းပိုင်ရှင်တဦးကပြောပြထားပါတယ်လက်တလုံးမှာစိတ်ကောင်းစီကနိုင်ငံတော်မှာအသက်16နှစ်ကနေအသက်35နှစ်အတွင်းစစ်မှုထမ်းရန်အကျုံးဝင်တဲ့အလုပ်သမားများစည်ရင်းများကိုကောက်ခံလျက်ရှိကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာခလာရ25တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့9ဦးဟာတနက်တလန်နဲ့လက်ပြဘုံတလုံးကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဗူလာအတွဲမှာဒဝယ်မြို့အခြေဆိုင်ခလာရ25တိုင်ရင်ကစစ်မှုထမ်းအပတ်စဉ်1နဲ့အပတ်စဉ်2ကတပ်သားတဲ့9ဦးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်များကတွားရောက်ပြီးတော့ခေါ်ထုတ်နိုင်ခဲ့ပြီးကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့9ဦးဟာတနက်တလတ်နဲ့လက်ပြဘုံတလုံးကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်၎င်းတို့တွေကလောင်းလုံးပကဖရဲဘော်အဖြစ်နဲ့တော်လိုင်းရေးအတွင်းမှာဆက်လက်တာဝန်ထမ်းဆောင်မဲ့သူနဲ့နိုင်ငံသားကိုထွက်ခွာမဲ့သူများကိုစီစစ်လက်ခံကြိုဆိုခဲ့ပြီးတော့လက်နက်နဲ့အလင်းဝင်ရောက်လာသူများကိုလည်းစုငွေများနဲ့ထိုက်တိုက်တန်တန်စုချင်းပြင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ်အထက်ကတော့စစ်မှုထမ်းအပတ်စဉ်ထဲမှာအတင်းအဓမ္မစစ်သားစုဆောင်ခြင်းခံလိုက်ရတဲ့ဒုတိယအနေနဲ့အမြဲဆုံးကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်မှုပြောကြင်ပါတယ်တကယ်လို့အချိတ်ဆက်မရခဲ့ရင်လေရှေ့တိုင်းတနေရာမှာထွက်ပြေးလို့မြောက်နိုင်ဖို့အတွက်ကျွန်တော်တို့ကစူးစမ်းပေးမှဖြစ်ပါတယ်အထက်ကတော့သူတို့ကိုယ်တိုင်ထွက်ပြေးခြင်းစိတ်နဲ့စွန်စားရတဲ့တတ်တည်ရှိဖို့လိုပါမယ်တကယ်ပြေးရင်တကယ်လွတ်တယ်ဆိုတာကိုအခုလွတ်မြောက်လာတဲ့လူ၅ဦးကကိုယ်တိုင်တတ်တည်ပြနေပါတယ်အားလုံးပေါင်း၅ယောက်ကကျွန်တော်တို့စီမှာအလင်းဝင်ထားတာပါ အဲ့ဒီထဲမှာဂျီသရီတက်တဲ့တက်လက်နဲ့လက်ပြဘုံတလုံးနဲ့ယူဆောင်လာပါတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေနဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေအချိန်မရွေးဆက်သွယ်ကူးပြောင်းနိုင်ပြီးတော့အချိန်မီထွက်ခွာရန်နဲ့လက်နက်နဲ့အလင်းဝင်ရောက်ကြရန်ကြိုးစုံနေပါတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီလက်အောက်ကနေပြီးတော့အချိန်မီထွက်ခွာလိုသူများနဲ့အလင်းဝင်ရောက်လိုသူများအနေနဲ့ ိတ်ချလက်ချချိတ်ဆက်ဝင်ရောက်နိုင်ရန်စီစဉ်ထားတယ်လို့ပြောပါတယ်စစ်ကောင်စီလက်အောက်မှာ အသက်ပေးပြီးတော့တိုက်ခိုက်နေရခြင်းထက်ပြည်သူရင်းဝင်မှာအသက်ပေးရင်းဆိုင်ဖြတ်တန်းရခြင်းကပိုပြီးတော့အဓိပ္ပာယ်ရှိကြောင်းတိုက်ပွဲတွင်မှာထိတ်တိုက်ရင်းဆိုင်ရပါက မြင့်ညာနိုင်မှာမဟုတ်ပဲချိုးတင်ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လူသူများဟာလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကလက်ခံချိုးဆိုသွားမှာဖြစ်ကြောင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကဆက်လက်ပြောဆိုထားပါတယ်။ဒါ့အပြင်ရေဦးမြို့နယ်မှာလည်းအမတ်တက်တုံ၊ခွတုံ၊တန်ချက်ကတက်ခတ်ရေးတရင်ကဗိုလ်ကြီးတအုပ်ဟာလက်နက်ယူဆောင်လာခြင်းမရှိဘဲနဲ့အလင်းဝင်ရောက်ခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရေဦးမြို့နယ်ပတ်ကပတာဝန်ခံကပြောကြားထားပါတယ်။ဇန်နဝါရီလအတွင်းမှာအမတ်တက်တုံ၊ခွတုံ၊တန်ချက်ကတက်ခတ်ရေးတရင်ကဗိုလ်ကြီးအောင်ဟိန်ထက်ဟာ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပထန်းကိုအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါတယ်။တနက်တော့မပါဘူး။ဂုံပြုစုဝင်ချင်းမြင့်ဖို့စီစဉ်ထားပါတယ်။အခုတော့ကျွန်တော်တို့စီမှာစောက်ရှောက်ပေးထားပါတယ်။အခုလိုမျိုးအမှန်တရားကိုမြန်မြန်သဘောပေါက်နားလည်ပြီးတော့ပြည်သူရင်ဝင်ကိုအများဆုံးခိုးလုံနိုင်ဖို့အတွက်ကြံခဲ့တဲ့သူတွေကိုလည်းအတိတ်တရားမြန်မြန်ရစေချင်ပါတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကပတာဝန်ခံကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ